မန်လေးမူဆယ်လမ်းမိုက်ဟာတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံအကြားနှစ်နိုင်ငံကုန်သွယ်မှုအတွက်အဓိကအသုံးပြုတဲ့လမ်းမိုက်ဖြစ်တယ်လို့အာဆီယံဟိုင်ဝေးလမ်းမိုက်တွေကတခုအပါအဝင်ဖြစ်ပါတယ်။နှစ်နိုင်ငံကုန်သွယ်မှုအတွက်မူဆယ်105မိုင်ကုန်သွယ်ရေးဇုံကနေတဆင့်ပို့ကုန်သွင်းကုန်တင်ပို့တဲ့ကုန်ကားကြီးတွေနေ့စဉ်ဖြတ်တန်းသွားလာနေတဲ့လမ်းလဲဖြစ်ပါတယ်။အရင်က10ဘိန်းနဲ့12ဘိန်းကုန်ကားတွေကိုသာအသုံးပြုခဲ့ကြပေမဲ့အခုအခါမှာတော့22ဘိန်းတွဲကားတွေကိုပါပုံမအသုံးပြုလာနေကြသလို ကွန်ပီစီတင်ပို့တဲ့ကားတွေပါသွာလာမှုများလာနေတာကြောင့်မူဆယ်ကုတ်ခိုင်လန်းတလျှောက်လမ်းပိတ်ဆို့မှုတွေနေ့စဉ်လိုလိုဖြစ်လာနေပါတယ်ကျွန်တော်မူဆယ်လာရှိုးပေါ့တခါတလေကြာတော့လဲဟိုနှိချင်းပြန်ပေါ့အဟိုးအရင်တော့လွန်ခဲ့တဲ့၄၅နှစ်ပေါ့နော်အဲ့လိုမျိုးအချိန်ဆိုတော့နှိချင်းပြန်ပေါ့အခုလိုမျိုးအချိန်ကြတော့ဘယ်လိုခေါ်မလဲဒီလမ်းတွေကကားကြီးတွေကလည်းအရင်များလာအတီးပေါ့ချိန်လဲဟုတ်တယ်ပြောင်းမှုပြောချိန်လဲဟုတ်တယ်ဆိုတော့တို့ကအလူအရက်ပေါ့နော်တချို့ရဲ့အဲ့ဒီဟွာပေါ့အုံနာတွေရဲ့ pressure ပေါ့ဖိအားနဲ့ပေါ့အဲ့လိုမျိုးကြောင့်တော်တော်လာလာဆိုကားတွေကတယောက်နဲ့တယောက်ကြော်တက်လူကြီးနဲ့အဲ့လိုမျိုးလမ်းတွေကြက်ကုန်တာပေါ့နော် အမှန်တော့ကျွန်တော်အနေနဲ့ပြောချင်တော့စီကဲကမ်းနဲ့ဆိုရင်တော့ပူအဆင်ပြေတာပေါ့နော်ဒီခါလေးဆိုရင်ဟိုပေါ့အစာရစာငတ်တာတို့ဘာလို့ပေါ့အဲ့လိုမျိုးကဒီဂျုံခဲ့ဘူးကပြီးခဲ့တဲ့တစ်ခေါက်ဆိုလဲကျွန်တော်တို့အဲ့ဟိုမှာကုတ်ไข่ရှုခဲ့တာမှဆိုလဲဟို၄၅ရက်လောက်ပေါ့နော်အဲ့လိုမျိုးတောက်ချောက်ပိတ်တော့ကျွန်တော်တို့၄ရက်လောက်ထမင်းငတ်ခဲ့လိုက်တာပါလို့ပြောမူဆယ်၁၅မိုင်ကုံသွေးကြီးဇုံကနေခွန်ဆောင်ပြီးတဲ့ကားတွေဟာမူဆယ်မန်ဝင်းဂိတ်ပေါက်ကနေတရုတ်နိုင်ငံထဲကိုပစ္စည်းတွေတင်ပို့ကြတာဖြစ်ပြီးမူဆယ်၁၅မိုင်လမ်းမိုင်းကျင်းတာကြောင့် ူဆယ်မြို့ကနေ105မိုင်အထိလမ်းပိတ်ဆို့တာတွေဖြစ်နေတာပါအဲ့ဒီလမ်းဟာ22ဘိန်းတွဲကတစည်းစာသာရှိပြီးလမ်းမှာကပ်ပြတ်တာကြောင့်လဲလမ်းပိတ်ဆို့တာတွေမကြာခဏဖြစ်တတ်တယ်လို့သိရပါတယ်ဒါအပြင်ကားငယ်တွေ3ဘိန်းယာဉ်တွေကလည်းအတင်းတိုးဝင်နေတာကြောင့်လမ်းပိတ်ဆို့မှုတွေပုံမဖြစ်ပေါ်လာနေပြီးတာဝန်ရှိတဲ့လူတွေလာရောက်ဖြေရှင်းပေးတာအားနည်းတယ်လို့ခီးတယ်တွေနဲ့ရင်မောင်းတွေကပြောပါတယ် တကယ်တည်းရင်းနှီးနေတွေပါတယ်ဆိုနဲ့ပါလမ်းရှင်းပေးရမယ်ဒီချောကတ္တာမှာစောင့်မယ်အစင်းတဘောတရား၅ပိုင်းလောက်မှာတယောက်စောင့်မယ်ဆိုရင်ရင်းနှီးနေစောင့်မယ်ဆိုတာရင်းတော့ကျိမှုကဖုန်းကွန်တန်နဲ့ချိတ်ဆက်လုပ်တယ်ဆိုရင်ရင်းရင်းကြောပိတ်เสียအကြောင်းမရှိဘူးလေပြီးတော့မန်ဝိန်ပေါက်ကလည်းပြီးတော့ဝင်ဖို့ပါကြတော့လဲခက်တယ်လေကားရန်မန်ဝိန်ပေါက်ကကျင်းတော့ကြတော့ကားနှစ်လိုင်းသုံးလိုင်းထက်တယ်တချို့ကပုံသွဲလေရသွားမဲ့ကားရှိတယ်တချို့ကကျဲကောက်တဲ့ဝင်မဲ့ကားရှိတယ် ကားသမားဆိုတော့တချို့ကမလာဘူးတဲ့ကားသမားတွေလည်းရှိတယ်။မူဆယ်မြို့ဒေသခံတွေကတော့အခုလိုရင်ကျော့ပိတ်တဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုရင်ကုန်ကားကြီးတွေဖြတ်တန်းဖို့အရင်ကစီမံကိန်းအဖြစ်ရထားတဲ့မြို့ရှောင်းလန်းကိုအမြန်ဆုံးဖောက်လုပ်ဖို့လိုသလိုရင်ကျော့ပိတ်ဆို့တတ်တဲ့နေရာတွေမှာတာဝန်ရှိတဲ့လူတွေအနေနဲ့စောင့်ကြည့်ဖြေရှင်းပေးဖို့လိုတယ်လို့ပြောပါတယ်။လွန်ခဲ့တဲ့၃နှစ်လောက်တော့ရထားပြီးသားအလန်ဒီဒီအလန်ဝါဒီထောင်းထားပြီးသားအခုတည်းကမပေါ်ဘူး။အဓိကဒီမြို့ပလန်းတာကြီးလန်းတွေ လုပ်ပေးမှရမှာလို့ကျွန်တော်ထင်တာလေအဲတော့ဒီကာကြီးလာမလုပ်ဘူးဆိုရင်နောက်ထပ်9နှစ်လေဒီတိုင်းပဲဖြစ်မှာဒီတိုင်းပဲကြက်မှာပဲဟုတ်လားမြန်မာကိတ်ကတော့ဟုတ်လားဒီနေ့ဒီနေ့ကိုလွတ်တဲ့အစီအေပေါင်းမနေဘူးပေါ့နော်စစ်ဆေးပြီးရနေတန့်လျှော့တယ်ဒါပေမဲ့တရုတ်ကိတ်ကလက်ခံနေတာကသူတို့ကအစီအေကန့်သက်ချက်နဲ့လက်ခံနေတဲ့တွေ့ကားတွေကလမ်းမှာအကျွေးကြံပြီးတော့မှခနေ့ချိန်ဒီကအစီအေ၄900အဲ့ဒီမှာလမ်းမေးမှာဟိုပေါ့လမ်း၃လမ်းသွားမှာကျွန်တော်တို့ကတလမ်းကပိတ်တယ်အမြဲတမ်း အဲ့ပိတ်နေတဲ့အတွက်ကားလေးတွေကအဲ့ဒါကိုကြော်ကြော်တက်တက်ခါကျတော့ထိမှတော်တော်ပိတ်ပြီးတော့မှကားလန်းကြောတစ်လျှောက်တောက်လျှောက်ပိတ်နေတာကအခုကဆိုလို့ရှိရင်ကျွန်တော်တို့က၄၅၆လောက်လောက်ရှိပါပြီဒီလိုဖြစ်နေတာကတော့နော်အဓိက main ကတော့ကျွန်တော်ပြောချင်တာကတီယူဘိတ်ဂိတ်ဘက်ကဒါလေဟုတ်လားဒီမှာရှိတဲ့ကားအစည်းကြီးပေါ်မှာလိုလာတဲ့ပို့ပြီးတော့များတို့အလုပ်လုပ်ပြီးတော့များလွှတ်မယ်ဆိုလို့ရှိရင်နော်ဒီကားချင်းပိတ်တဲ့လမ်းကြောင်းရှင်းသွားမှာပါတရား၅မိုင်ကုံသွေးအိမ်ဆုံးမှာကုံတင်ကားတွေကိုခွန်ဆောင်ပြီးကြောင်းစစ်ဆေးရမှာလဲအချိန်ကြာလွန်တာကြောင့်ကုံကားတွေရက်တန့်ဆောင်ဆိုင်ရတာလည်းရှိပါတယ် တရားငားမိုင်ကုံတွေအိဆောင်ကအမီမဖော်လို့တဲ့ညွန်ကြားရေးမှုတူဦးကတော့ကုံတဲ့အများစုကကုံကား၅စီ၆စီအတွက်လူတူဦးတဲကသာအခွန်ဆောင်ဖို့ဆောင်ရွက်နေရတာကြောင့်အချိန်ကြာကြီးဆောင်ရတာတွေရှိတယ်လို့ပြောပါတယ်။အခုလိုကုံကားတွေပိတ်နေတာကြောင့်တနိုင်နှပိုင်းကုံတွေနေသူတွေခီးတဲ့တွေတရုတ်ရန်ွေအတက်ကြပေါ်အမီပြုတ်ပြီးတစ်ဖက်နိုင်ငံကိုအသီးအနှံနဲ့ကုန်ပစ္စည်းတင်ပို့နေသူတွေနဲ့မူဆက်ဒေသခံတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်ခင်ဗျာ။